ော့နန်းကလေးဆက်ဦးလေးကပါရမီရှင်လေးပါဒါကတော့ကလေးအနေနဲ့ဇာညာမိတယ်လို့ပြောပြတာပေါ့နော်ဒီကလေးတွေကညာဟိုပါပေါ့တကယ်ပါရမီရှင်လေးဘာဖြစ်လို့လို့ဆိုတော့ဒီကလေးကအဆိုးအကရေတီအကုန်လုံးရရတယ်သူကတရုတ်ဆောင်အပြင်မှာပေါ့နော်သူဘာခိုင်ခိုင်ဟိုအစိတ်ပြင်းတဲ့သူတယောက်ပါအဲ့တော့ငငယ်ငယ်လေးတွေကလည်းသူဒီလူပညာပေါ်မှာတကယ်ယူတော့ပြီးတော့တကယ်လှုပ်တဲ့သူဖြစ်တယ်သင်တန်းကျောင်းမှာပေါ့နော်ဆရာစီမှာရောက်တာသူကသူငယ်တန်းဖြည့်ပြီးတဲ့ရောက်နေတာအဲသူကအဲ့မှာ online နေပြီးတော့သေပြီးတော့မှသူ live လုပ်တယ်ပေါ့နော်သူအမေကစဖတ်တယ် အဲ့သူကအိုက်တင်လိုက်လို့တယ်ဒီရွယ်ထဲရောက်လာတော့ပေါ့အခုချိန်ကြီးသင်တန်းမှာသူတက်ရောက်နေတော့ငယ်လေးတွေကလည်းဒီအမှုပညာနဲ့ပတ်သက်ပြီးတော့မှဟိုတကယ်စိတ်ပြင်းတဲ့ဟိုကဝေတယောက်ပါအဲ့တော့ကြီးလာလို့ရှိရင်ဒီရဲ့အမှုပညာသမိုင်းကြောင်းကိုလည်းသူထိမ့်သိမ်းနိုင်မယ်လို့ယုံကြည်ပါတယ်ပြီးရင်အဲ့ဒီသူကမှအမှုပညာသူဆောင်သင်တန်းနဲ့ပတ်သက်ပြီးတော့လည်းဟိုဂုံပြူရမယ်ဆိုရင်တော့ဒီနန်းကတိစံဦးလေးဟာဟိုကျွန်တော်တို့ရဲ့ဂျေဆုရှင်လို့ပြောလို့ရပါတယ်။ဘာကြောက်လဲဆိုတော့ကျွန်တော်ရဲ့ပိတ်ကိုဟိုဒီ အားပေးမှုနဲ့လူသိပြီးတော့မှသင်တန်းသားများစွာရရှိခဲ့တာလည်းဒီနန်းကလေးဆိုင်ဦးအပါဝင်ဒီကလေးသယုဆောင်ကနေစတာဖြစ်တဲ့အတွက်ဒီကလေးသယုဆောင်များစွာဟာဟိုကျွန်တော်ရဲ့ကျေးဇူးရှင်တွေဖြစ်ပါတယ်ဒီနေ့ကကြတော့ဇာတို့ဒီအောက်ဒုက္ကမနုပညာရုပ်ရှင်ထုတ်လို့ပေါ့နော်သယုဆောင်သင်တန်းနေပြီးတော့မှရိုက်ကူးတဲ့ဖော်ပွားဆိုတဲ့ဇာလံတွဲလေးရဲ့ဘုရားကတော့ပဲဝေချေခန္ဓာဖြစ်ပါတယ်ဟုတ်ဒီကားမှာကြတော့ဖော်ပွားဆိုတဲ့အတိုင်းပဲပေါ့နော်ဒီအမေချိုပေါ့အမေချိုဦးတည်ပြီးတော့မှ ီကားထုတ်လေးကိုဟိုရိုက်ထားတာဖြစ်ပါတယ်တည်ထားတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအဖွားဇက်ကလေးကလည်းရှားတာပါတယ်ပေါ့နော်ပြီးရင်ဒီတင်တဲ့ချောင်းကိုကလေးတွေနဲ့လည်းလိုက်ဖက်နေတာလည်းပါတော့ပေါ့ကလေးတွေနဲ့ဒီဇက်အိမ်နဲ့ဘယ်လိုတည်ရမလဲဆိုတာလည်းကျွန်တော်တို့ကလည်းစဉ်းစားရသေးတယ်နော်အဲ့ချိန်မှာဒီစိတ်ကူးမိတာကြတော့အမေချိုနဲ့ဒီကလေးတွေနဲ့လိုက်ဖက်တဲ့ဇာလန်လေးကိုဖော်ဖွားဆိုတဲ့အမည်ပေးပြီးတော့ဒီကားထုတ်လေးစတဲ့ဖြစ်တာဖြစ်ပါတယ်အနုပညာသမားဆစ်ဆစ်တွေပေါ့နော်အခုဆရာတင်တဲ့ချောင်းမှာတကူပြောတာကြတော့ ။တချို့ကအခုက social media တွေအများကြီးဖြစ်ပါတယ်ဆိုတော့ကောင်းပါတယ်လက်ခံပါတယ်ဒါလေးလဲဆရာတို့ဒီတလိုင်းပေါ့နော်ဒါထိုးဖောက်ချက်တလိုင်းပေါ့။သို့တော့အဲ့ဒီပေါ်ပင်ဆိုတဲ့ဟာတကူကတော့ဟိုဆရာအနေနဲ့သိတော့လက်မခံဘူးပေါ့နော်။ပေါ်ပင်ဆိုတော့ခဏတာအရင်ပျောက်ကွယ်သွားမဲ့အထက်မှာပါတယ်ပေါ့။အဲ့တော့တရားကြောက်ကလေးတွေအားလုံးကသားတို့သမီးတို့ဒီ line ပေါ်မှာ TikTok ပဲဖြစ်ဖြစ်ပေါ့နော် TikTok မှာပဲဖြစ်ဖြစ် social media မှာပဲဖြစ်ဖြစ်အဲ့ follower တွေ like တွေများတာတော့ตาရနေလို့တော့မရဘူးဒါအနုပညာဆက်ဆက်လို့လဲဒါ ဆရာအနေနဲ့တော့တိတ်မခံယူသေးဘူးပေါ့နော်ဒါကတော့ခေအရာခေစနေရပြေးနေတယ်ဆိုတာတော့လက်ခံပါတယ်ဒါလည်းဟိုဟာဖြစ်ပါတယ်သို့တော့အနုပညာသမားဆက်ဆက်ရကြတော့ဆရာတို့ဒီဟိုဟာပေါ့ဟိုဂျုံတယုံမှာပဲဖြစ်ဖြစ်ကိုကားတင်တဲ့အချိန်ပဲဖြစ်ဖြစ်ဇလန်းတွဲတွေကိုရဲ့ခြာနိုင်လိုင်းတစ်ခုမှပြတ်တဲ့အချိန်ပဲဖြစ်ဖြစ်ဟိုပရိသတ်အိတ်တဲကပဆန်ကိုထုတ်ပြီးတော့မှဒီကိုကိုလာအားပေးရလောက်အောင်ထိဟိုအရှိချင်းကောင်းနေရှိနေရမယ်ဒါအနုပညာဆက်ဆက်ပဲပေါ့ နော်အပရိသတ်ကသူ့ပက်ဆာကိုသူ့အိတ်ထဲထုတ်ပြီးတော့မှကိုယ်လာအပေးနိုင်ရမယ်ဥပမာရုပ်ရှင်ရိုက်တယ်ဆိုရင်အခုဆရာချက်တော်ရုပ်သေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်သူတို့ပြောထားပါတယ်နေတို့ပရိသတ်အိတ်ထဲကပက်ဆာကိုပေးပြီးတော့မှယုံထဲကိုဝင်ကြည့်ရလောက်အောင်ဒီလောက်ဒါမှသားတို့ရဲ့ပရိသတ်အဆင်မှန်လူပညာရှိရှိအဆင်ဖြစ်နိုင်အောင်ဟိုရောက်လာမှာအထောက်အထိပ်ကိုရောက်လာမှာပေါ့နော်အဲ့တော့ဟိုသူတို့လည်းအမြဲတမ်းလမ်းညွှန်ထားပါတယ်ဟိုဒီ social media ပေါ်မှာ ဒီပရိသတ်အားပေးမှုများတာနဲ့ပါရနေလို့တော့မရဘူးပေါ့နော်တကယ်အပြင်ပမှာတကယ်ဟိုနေရာကောင်းတွေမှာပရိသတ်အခိုင်အမာရရှိတဲ့အမှုပညာရှင်တွေဖြစ်ဖို့တော့များစွာလိုပါတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်ဒီနန်းကလေးဆိုင်ဦးလေးကကျတော့ဆရာငငယ်တော့လိုပဲပေါ့နော်ဒါအမတို့လည်းဒါစပြီးတော့သူတို့ဟိုမီဒီယာရှေ့ကိုပထမဆုံးရောက်အောင်ဆွက်ခေါ်ခဲ့တဲ့သူဖြစ်ပါတယ်အဲ့တော့နန်းကလေးဆိုင်ဦးလေးကပါရမီရှင်လေးပါဒါကတော့ကလေးအနေနဲ့ဆရာညံမီတလို့ပြောပြတာပေါ့နော်ဒီကလေးတွေကညံဟိုပါပေါ့တကယ်ပါရမီရှင်လေးဘာဖြစ်လို့လို့ဆိုတော့ ဒီကလေးကအဆိုးအကရေတီအကုန်လုံးရတယ်သူကတရုတ်ဆောင်အပြင်မှာပေါ့နော်သူဘာခိုင်ခိုင်ဟိုအစိတ်ပြင်းတဲ့သူတယောက်ပါအဲ့တော့ငငယ်လေးတည်းကလည်းသူဒီလူပညာပေါ်မှာတကယ်ယူတော့ပြီးတော့တကယ်လှုပ်တဲ့သူဖြစ်တဲ့သင်တန်းကျောင်းမှာပေါ့နော်အဲ့တော့ဒီကလေးလေးရဲ့အမှုပညာစွမ်းပကလည်းကြီးတဲ့သူအခိုင်မာထိမ့်သိမ့်နိုင်လိမ့်မယ်ကျွန်တော်တို့ဒီဟိုဟာတကူးရှိတာပေါ့ခလေးသေးဥဆောင်ကကြီးလာလို့ရှိရင် ဒီတရုတ်ဆောင်မဖြစ်တော့ဘူးဆိုတဲ့အယူဆအခုတည်းရှိနေတော့မယ်ဘလို့အစွဲမျိုးနဲ့တော့ယူထားလဲမသိပါဘူးကျွန်တော်တမိုင်းတစ်ခုဖတ်ရတယ်အဲ့ဒီမင်းသမီးကြီးအကယ်ဒမီဒေါ်တင်တင်ညိုဟာခလေးတရုတ်ဆောင်လုတ်ဘူးတဲ့ထင်တယ်အဲ့သူဘာကြောင့်နိုင်ငံရောထိတ်တန်းမင်းသမီးဖြစ်တာလဲကျွန်တော်စဉ်းစားတယ်ဒါကိုကိုယ့်ပေါ်မှာပဲမူတည်တာလीနော်ကိုဘလို့လမ်းကြောင်းရှောက်ဖို့မှန်တာပေါ့လို့တာပေါ့အခုဆိုရင်ပိုးဆိုးတဲ့ line တွေမရတော့အဲ့တော့ဒီအကယ်ဒမီမင်းသမီးဒေါ်တင်တင်ညိုဟာခလေးတရုတ်ဆောင်ကားပေါင်းများများစွာရိုက်ခဲ့တယ်လို့ကျွန်တော် ဖတ်ဘူးတာတော့ရှိတယ်ဟုတ်လားမဟုတ်လားတော့မပြောတတ်ဘူးဒါမဲ့ तू ထိတ်တန်းမင်းသမီးဖြစ်ခဲ့တာလေအဲ့တော့ဒီနန်းကလေးဆန်ဦးလေးကလည်းဒီတိုင်းပါပဲ तू ကငယ်လေးတည်းကလည်းဒီအမှုပညာနဲ့ပတ်သက်ပြီးတော့မှဟိုတကယ်စိတ်ပြင်းတဲ့ဟိုကဝေတယောက်ပါအဲ့တော့ကြီးလာလို့ရှိရင်ဒီရဲ့အမှုပညာသမိုင်းကြောင်းကိုလည်း तू ထိမ့်သိမ့်နိုင်မယ်လို့ယုံကြည်ပါတယ်ပြီးရင်အဲ့ဒီသူကမှအမှုပညာသူဆောင်တဲ့တန်းနဲ့ပတ်သက်ပြီးတော့လည်းဟိုဂုံပြူရမယ်ဆိုရင်တော့ဒီနန်းကလေးဆန်ဦးလေးဟာဟိုကျွန်တော်တို့ရဲ့ဂျေဆုရှင်လို့ပြောလို့ရပါတယ်။ဘာကြောက်လဲဆိုတော့ကျွန်တော်ရဲ့ပိတ်ကိုဟိုဒီ အားပေးမှုနဲ့လူသိပြီးတော့မှသင်တန်းသားများစွာ ရရှိခဲ့တာလည်းဒီနိုင်ငံရေးဆိုင်ဦးအပါဝင်ဒီကလေးသယုဆောင်ကနေစတာဖြစ်တဲ့အတွက်ဒီကလေးသယုဆောင်များစွာဟာဟိုကျွန်တော်ရဲ့ကျေးဇူးရှင်တွေဖြစ်ပါတယ်အဲကြောင့်ဒီနေ့ဒီကလေးတွေမွေးဖြူမွေးမြူဖြစ်တယ်ဆိုတာကလည်းဒီကလေးတွေဟာကျွန်တော်ရဲ့ထမင်းရှင်ကျေးဇူးရှင်ဖြစ်လို့လည်းအများအားသူတို့ဘယ်ကားရိုက်ရိုက်သူတို့ဦးတည်ပြီးတော့မှဟိုကျေးဇူးဆက်နေတာဖြစ်ပါတယ်ဟုတ်ဆရာစီမရောက်တာသူကသူငယ်တန်းဖြည့်ပြီးတဲ့ရောက်နေတာ အဲသူကအဲ့မှာ online ကနေပြီးတော့သေပြီးတော့မှသူ live လုပ်တယ်ပေါ့နော်သူအမေကစဖတ်တယ်အဲသူက item live လုပ်တယ်ဒီရွယ်တဲ့ရောက်လာတော့ပေါ့အခုချိန်ဒီသင်တန်းမှာသူတက်ရောက်နေတော့အခုကျွန်တော်ကဒီလောခလေးလေးရဟိုဟာပါလေအခုဆိုရင်10နှစ်ကျော်ပါပြီ10နှစ်ကျော်လာပြီနိုင်ငံရေးဆိုင်ဟိုကလေအခုဆိုရင်သူဆရာမဆိုရင်စုက၄စုရခဲ့ပြီပြီဒီဂျပန်နိုင်ငံကပေးတဲ့အနုပညာချက်မြတ်လို့သူစုကလည်းနိုင်ငံရေးဆိုင်ဟိုရခဲ့တယ်ပေါ့နိုင်ငံရေးဆိုင်ဦးနဲ့သင်တန်းကျောင်းနှစ်ယောက်ပေးခဲ့တယ်ပေါ့ ဂျပန်နိုင်ငံအနုပညာချမျက်နိုးသူများဆိုတဲ့ဟိုအဖွဲ့အနေပေးတယ်ဟိုဒီအနုပညာမျက်နိုးသူစုဆိုတာကိုသင်တန်းကျောင်း190တန်းမှာဟိုအဲဒါသင်တန်းသားလေး2025သင်တန်းသားလေး assign တယ်အခုကျွန်တော်တို့ဒီ negative ဆောင်လေးရရထားတာရှိပါတယ်ဟုတ်ကဲ့ပြီးရင်သူကဥပဒေရုပ်ရှင်ဇာတ်ကားကြီးတွေပေါ့နော်ဟိုရိုက်ကူးနေပါဟုတ်ကဲ့လောက်ပါတယ်ကျွန်တော်ဒီသူကုမအနုပညာသူဆောင်သင်တန်းဆက်ကလေးတွေပဲအများတန်း ဟိုရည်ရွယ်ချက်နဲ့လုပ်နေတာဖြစ်တဲ့အတွက်နှစ်တိုင်းရုပ်ရှင်ကားထုတ်ပဲဖြစ်ဖြစ်ဇာတ်လမ်းတွေဖြစ်အများအားထုတ်ရိုက်ပြီးဖြစ်ဖြစ်ပါတယ်ပေါ့နော်။ဘာလို့ဒီကနေပြီးတော့မှဒီကျွန်တော်ရိုက်နေတဲ့ဒီဇာတ်လမ်းတွေတွေရုပ်ရှင်တွေသူတို့တဲ့ training ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကတခြားသော company တွေတခြားသောသရုပ်ဆောင်မှုပညာ platform ပေါ်ကိုရှောင်လန်းဖို့အတွက်ဒီကနေပြီးတော့မှဒီဇာတ်ကားရိုက်ကူးတွေရုပ်ရှင်တွေဇာတ်လမ်းတွေတွေဟာကျွန်တော် training ပေးလိုက်တာဖြစ်ပါတယ်။အဲကြောင့်သူတို့ပါတော့သူတို့လမ်းလျှောက်နိုင်အောင်ဒီကနေပြီးတော့မှခုနကလိုမျိုးပေါ့နော်။သင်ယူတက်မြောက်ရမယ့်အရာတွေအားလုံး ိုကျွန်တော်စွမ်းသက်လောက်ဝမ်းစာထည့်ပေးလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့